ကောင်းပြီဒီနေ့ကတော့ကျွန်တော်တို့ရရှိလာတဲ့ကျွန်တော်တို့30 second video စီကို review လုပ်มาဖြစ်ပါတယ်။အရင်ဦးဆုံးကျွန်တော်တို့ကြည့်အောင်ကျွန်တော်ကကိုဆိုင်မွန်တူတာကိုကိုယူစတည်တာတော့ဟို pro engineering course နဲ့စတည်တာ pro engineering course တွေအကုန်လုံးကျွန်တော်နားနားထောင်ပြတယ်အဲအဲတင်တဲ့အပိုင်းတွေပေါ့ဒါပေမဲ့ နားတော့နားထောင်တာတိတ်တော့ခေါင်းထဲကတိတ်မရအောင်နည်းနည်းတော့ထပ်နားထောင်မှရအောင်ပါဗျာဒါလား pride ကမရှိလို့လေစသီတာကတော့အမှန်နဲ့စသီတာပါဗျာကိုဗီဒိုတွေလည်းချိန်တိုင်းကြည့်ပြပါတယ်ခုလိုမျိုးတင်မိတဲ့အတွက်လည်းကျေးဇူးများပါဘုရားတော့ထူခြားချက်ကတော့ကျွန်တော်ဒီ campaign လွှင့်ပြီးတော့အဲ့ဒီ video ကိုကျွန်တော် post ထုတ်ပြီးတော့မကြသေးဘူးမကြမကြချင်းအချိန်မှာပဲသူကပထမအ우ဆုံးအာတင်လာတဲ့ email နဲ့ကျွန်တော်ပို့လာတဲ့ညီလေးဖြစ်ပါတယ် သူကတော့အရင်ဆုံးစ조사ရတယ်ဇွဲစုရတယ်အရင်ဆုံးတင်ပေသို့တော်လည်းကျွန်တော် instruction နဲ့နဲ့နဲ့လွဲနေတယ်ပေါ့နော်ဒီ AI နဲ့ပတ်သက်ပြီးတော့သူဘာမှတခုမှမပြောသွားဘူးဗီဒီယိုလိုအပ်ချက်ကတော့ AI အကြောင်းစက္ကန့်30တင်ဖို့ပြောထားတာဖြစ်ပါတယ်ကဲနောက်တစ်ယောက်ကြည့်အောင် AI ဆိုတာက1950ခုနှစ်မှာစပြီးတော့ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။2022ခုနှစ်နောက်ပိုင်းအချက်အလက်တွေပေါ်လာပြီးနောက်ပိုင်းမှာလူတွေက AI ကိုပိုပြီးတွေ့ကြအောင်ပြုလုပ်ကြတယ်။ Prompt Engineering ဆိုတဲ့အလုပ်တစ်ခုကလည်းပေါ်လာတယ်။ Image Creation နဲ့ Research တွေမှာအများကြီး AI ကိုအသုံးပြုလုပ်ကြတယ်။ကျွန်တော်တို့ဖုန်းထဲမှာပါတဲ့ CV Store, Fullest Store ကနေပြီးတော့ကျွန်တော်တို့ဖုန်းခေါ်လာတဲ့နေပိုကေတနာတွေကျွန်တော်လုံးနိုင်နေပြီ။ကျွန်တော်တို့ Refrigerator တွေမှာဆိုလို့ရှိရင်ဘာဝင်တဲ့ပစ္စည်းပေါ်မှုတီးပြီးတော့ဘာင်းချက်အမျိုးဆိုတော့ကျွန်တော် Recommendation တွေလုံးနိုင်နေပြီ။အဲ့တော့ AI ကလည်းလောက်ထိတိုးတက်လာနိုင်တယ်ဆိုတော့ကျွန်တော်မခံမနိုင်သေးဘူး။ဒါပေမဲ့ ဘယ်အထိတိုးတက်နိုင်မလဲတင်ကြီးလေးကတော့သူကအဲသူကပြောရဲတယ်ပြီးတော့နောက်ပြီးတော့ဒီ confidence လည်းရှိတယ်ပေါ့နော်သူ AI အကြောင်းကိုလည်းသူကလိုရင်းတူစင်းပြောထားတယ်စူးစမ်းပြီးတော့တင်ပြထားတဲ့အတွက်ကြောင့်ကျေးဇူးအထူးတင်ရှိပါတယ်နောက်တစ်ယောက်ကြည့်အောင် Hi Simon This is Wayne Yeah, first up, I really want to appreciate for sharing your knowledge about programming and all uh, for for the Burmese people to learn about programming. And yeah, I watched those AI videos and I learned a lot. Yeah, that was really nice video. Thanks for sharing everything. ဒီညီလေးကတော့သူအင်္ဂလိပ်လိုပြောသွားတယ်။အင်္ဂလိပ်လိုပြောသွားတာအင်မတန်ကောင်းပါတယ်။ဒါပေမဲ့သူ AI အကြောင်းလည်းမပြောဘူး။တိတ်ပြီးတော့သူဒီကျွန်တော် channel ကိုသူကြိုက်တဲ့အကြောင်းသူတကယ်ချင်းနေ share တဲ့အကြောင်းပြောတဲ့အတွက်ကြောင့်မလို့အင်မတန်ကျေးဇူးတင်ပါတယ်။ Thanks for your video. 到底有几好？Now, AI ဆိုတာကအញ្ញတုနေပညာတစ်ခုဖြစ်တယ်ပေါ့ AI ဆိုတာကစက်ရုပ်တွေကိုလူတွေလိုသိယူနိုင်ပြီးတော့ဆုံးဖြတ်နိုင်တဲ့နေပညာတစ်ခုဖြစ်တယ်ကျွန်တော်နေ့စဉ်သုံးနေတဲ့ ChatGPT တို့ Google Map တို့ Siri တို့ Face ID စတဲ့ application တွေမှာလည်း AI အကူအညီပေးနေတယ်အနာဂတ်မှာ AI ကကျွန်တော်တို့ရဲ့အလုပ်တွေကိုပုံမပြီးတော့မြန်ဆန်အောင်အကူအညီပေးမယ်လို့ယုံကြည်ပါတယ် AI ဆိုတာကလူနဲ့ဆက်တို့ပူးပေါင်းထားတဲ့နေပညာတစ်ခုဖြစ်တယ် AI ကိုကျွန်တော်တို့ကကြောက်စရာမလိုဘူးသုံးသင့်တယ်ဥပမာအနေနဲ့ဆိုရင် ChatGPT ကကျွန်တော်တို့ရဲ့ပညာရေးဘက်မှာဆိုလည်းအများကြီးထောက်ကူပြုအကူအညီပေးနေပါပြီပေါ့နော်အာကျွန်တော်တို့ AI နဲ့အတူအနာဂတ်မှာပုံမကောင်း ဝင်တဲ့အင်ဂျင်ပြင်မယ်လို့ယူကြည့်ပါတယ်။အဲဒီညီလေးကတော့သူ AI နဲ့ပတ်သက်ပြီး instruction ပေးတဲ့အတိုင်းပဲစက္ကန့်30အတွင်းမှာသူကခြုံငုံမိအောင်ပြောတယ်။ဒါကသူကအရန် law နဲ့သဘောရှိတယ်။အာဗီဒီယိုလုပ်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ဒီကနေ့ artificial intelligence AI အကြောင်းကိုလူတူချင်းရှင်းပြမယ်။ Apple ဘုံမှာဆို Siri အနောက်ဘုံမှာဆို Alexa ဒါတွေက AI နည်းပညာတွေပါပဲ။သူတို့မိကုန်းနေမိလို့ရတယ်သချင်းတွေဖွင့်ခိုင်းလို့ရတယ်။ ဒီကိတ္တာစတဲ့အခြေခံအသုံးဆောင်ပစ္စည်းတွေမှာတော့ AI ကိုထည့်သွင်းအသုံးပြုလာကြပြီပဲဖြစ်တယ်။ AI ကဆရာဝန်တွေကိုပုံမတိကျမှန်ကန်စွာနဲ့ယောဂများကိုရှာဖွေပေးပြီးလူသားတွေရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုနေပါပြီ။ AI ဟာကျွန်တော်တို့အတွက်အလွန်လွယ်ကူပြီးအချိန်ကုန်သက်စာစေတဲ့ဤပညာကောင်းတစ်ခုပါပဲ။ ဒီညီလေးကတော့ခုနပြောသလိုပဲ AI အကြောင်းကိုကျွန်တော်ပြောတဲ့အတိုင်းပဲခြုံငုံပြီးပြောတယ်။ဒါပေမဲ့ तू ကစာဖတ်သလိုဖြစ်တော့ကျောင်းဆရာမကို तू ကစာရွတ်ပြသလိုဖြစ်နေတယ်။နည်း relax လုပ်ဖို့လိုတယ်နော်။ဒီဗီဒီယိုလေးကိုသင်ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဟုတ်ပါ။ AI artificial intelligence ဉာဏ်တူရဲ့အတူကောင်းဖြစ်ပြီးဒါတွေတဲ့ဆက်တွေကိုလူသားတွေလိုမျိုးသင်ယူတွေးခေါ်ကျန်းနာဖြည့်ခြင်းနိုင်အောင်ပြုလုပ်ပေးတဲ့နည်းပညာပဲဖြစ်ပါတယ်။ AI စနစ်တွေဟာ အချက်လက် data အများကြီးကိုအသုံးပြုရှာဖွေခန်းမှန်းချက်တွေပြီးကအလိုလျောက်စုံရချက်တွေကိုလည်းချနိုင်ပါတယ်ဥပမာ smartphone ညနာကိုမှတ်မိတာအကြံပြုချက်တွေပေးတာနဲ့အလိုလျောက်မောင်းနေတဲ့ကားတွေမှာ AI ကိုအသုံးပြုနေကြပါတယ် AI ဟာကျွန်တော်တို့ရဲ့လုပ်ငန်းတွင်ကျန်းမာရေးနဲ့နေစဉ်ဘဝတွေကိုကြောင်းလဲပေးနေတဲ့ခင်မီနည်းလမ်းတစ်ခုဖြစ်ပါတယ် ဒီညီကိုကျွန်တော်သိတယ်ဗျဒီညီကကျွန်တော် Zoom meeting မှာလည်းတက်ရောက်ပါဝင်တယ်အောင်မန်းကလားမသိဘူးเนาะကျွန်တော်မမီးသလားတော့သူပြောတာ AI တွေကိုခြုံငုံပြီးတော့ကျွန်တော်ပြောတာတွေ့ရတယ်နည်းနည်းတောင့်နေတဲ့သဘောရှိတယ်ဗောနော်နည်းနည်း relax လုပ်ပြီးတော့မှတက်တောင့်တက်တာနဲ့ပြောပြပါတိုင်မဲ့ပြောတော့တာကောင်းပါတယ်ဂျေဆုတင်ပါတယ် လွန်ခဲ့တဲ့၄ဘက်ကဆရာဆိုင်မွန်သူတက် channel မှာတင်ထားခဲ့တဲ့အဲတင်သိထားမယ်ထိတ်တန့် AI အသုံးလုံး၅ခုဆိုတဲ့အကြောင်းကိုလေ့လာခဲ့ပါတယ်။အဲ့မှာဆိုလို့ရှိရင်ဆရာက LLM ဆိုတာဘာလဲ AI agent နဲ့ AI power နဲ့ပေါင်းပြီးတော့မှ AI တွေကိုဘယ်လိုသုံးချလဲဆိုတာရယ်ပြီးလို့ရှိရင် RAG လို့ခေါ်တဲ့ retrieval retrieval augmented generation ဆိုတဲ့ red ပါတဲ့ AI နဲ့ red မပါတဲ့ AI ရဲ့ဘယ်လိုကွာခြားချက်ဆိုတဲ့အကြောင်းတွေပြီးလို့ရှိရင် better database ဆိုတဲ့အကြောင်းတွေ large reasoning model ဆိုတဲ့ large reasoning model ဆိုတဲ့ for research တွေအတွက်သုံးပြ ူတဲ့အဲ AI အကြောင်းတွေရဲ့ပြီးလို့ရှိရင် AI ဆိုင်အဲ artificial super intelligent လို့ခေါ်တဲ့ AI for future state မှာဖြစ်ပေါ်လာနိုင်တဲ့လူသားထက်အသိဉာဏ်ပို့ပြီးတော့မှကောင်းလာနိုင်တဲ့ AI တွေရဲ့အကြောင်းတွေကိုဟိုရှင်းပြတာတွေကိုလေ့လာခဲ့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။သူကလည်းကျွန်တော်သိတယ်ကျွန်တော်အရင်လာတော့ Zoom meeting မှာလည်းတက်ရောက်လာတဲ့သူဖြစ်ပါတယ်ကျွန်တော်ရဲ့ fan ဖြစ်ပါတယ်သူကလည်း30မိနစ်အတွင်းမှာကျွန်တော်ရဲ့ဒီ top 5 AI အသုံးအနှုန်းတွေကိုသူရှင်းပြသွားတာအင်မတန်ကောင်းပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်သူက AI ရဲ့ကျစ်ဆိုတာကဘာလဲဆိုတော့အဲ objective တစ်ခုပြအောင်အောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်သူအဲ environment ကိုစောင့်ကြည့်မယ်ဆုံးဖြတ်မယ်ပြီးတော့သူကဒါသူအလိုအလျောက်အလုပ်လုပ်နိုင်တဲ့ software program တစ်ခုဖြစ်တဲ့ smart secretary လို့လည်းခေါ်လို့ရတယ်သူကို email ပို့ခိုင်းနေဆိုပါစို့သူကကိုယ့်အသားကိုအစင်းစင်းစီစဉ်မယ်လိုအပ်တဲ့ tools တွေကိုသုံးပြီးတော့အမှ အလို့သူအလို့ပြေအောင်လှုပ်ဆောင်ပေးနိုင်တယ်။ရိုးရိုးပေါ့တွေလို့မဟုတ်ပဲနဲ့သူ့မှာပိုရှုပ်ထွေးတဲ့အလို့တွေကိုအလူသားတွေရဲ့ဝေယဆပုံးပပပဲနဲ့သူ့လူနာခွင့်နဲ့သူအလှုပ်ဆောင်နိုင်တယ်။ပြေတော့မိုက်တယ်ဗျဒီဒီဒီကသူကချိန်ဆက်ပြီးတော့ပြင်ဆင်ပြီးတော့မှသူကမင်းသားစတိုင်နဲ့ပေါ့နော်အဲသူကပြင်ဆင်ဆင်နဲ့လှုပ်ထားတာတွေ့ရတယ်ပြောသွားရလဲကောင်းပါတယ်စက္ကန့်30အတွင်းမှာသူက AI agent အတောင်းနေရှင်โอเคစူးစမ်းပြီးတော့မှကျွန်တော်ပို့ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ် ကဲနောက်ထပ်ကြည့်ရအောင်အေးအကျွန်တော်ရဲ့နေ့စဉ်ဘဝတွေမှာအများကြီးအထောက်အကူပြုအမှဖြစ်ပါတယ်အခုကျွန်တော်အသုံးပြုနေတဲ့ဖုန်းတွေပြလို့ရှိရင်စေပညာဆိုင်ရာအချက်လက်တွေကိုပုံမှန်ကန်တိကျစွာပြလာနိုင်မယ်ဖုန်းတွေပါဆိုလည်းကိုသွားခြင်းနဲ့ app ကိုကိုယ်တိုင်သွားစရာမလိုပဲနဲ့ AI ကိုအညီတောင်းလိုက်တာနဲ့ကိုခွင့်ကျင်တဲ့တခြင်းကိုသွားခြင်းနဲ့ app ကိုလူတယောက်ရောက်ရှိသွားမှာလည်းဖြစ်ပါတယ်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်နေ့စဉ်အသုံးပြုနေတဲ့ကားတွေမှာဆိုလို့ရှိရင်လည်း မောင်းတူမဲ့ကားတွေဖြင့်နောက်ပိုင်းအနာဂတ်မှာ AI ကိုစားထုတ်ပြီးသုံးပြုလာမှာဖြစ်ပါတယ်ဒါကတော့ AI ရဲ့အကောင်းဆုံးတွေပဲဖြစ်ပါတယ်အေးဒီညီလေးကလည်းဟိုစက်ရုံမှာသူအလုပ်အားတဲ့ချိန်ရိုက်စူးစားပြီးရိုက်ပြထားတဲ့အထင်အတန်နေကြားနေရတယ်เนาะအလုတ်တဲကနေပြီးတော့မှအားလက်ချိန်မှာအချိန်ယူပြီးတော့မှဒီဗီဒီယိုလေးကိုသင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးထူးတင်ပါတယ်သူလည်း AI အကြောင်းကိုစက္ကန့်30အတွင်းအချင်းချင်းပြောသွားတာဖြစ်ပါတယ်ကဲနောက်တစ်ယောက် AI လို့ပြောလိုက်တာနဲ့စက်ရုပ်ကြီးကိုပြင်မြင်ကြတယ်မလားတကယ် AI ဆိုတာလူသားတွေနဲ့အနာဂတ်အတွက်ပြည်နာပေါင်းစုံကိုလင်းလင်းလင်းနဲ့ပြန်လည်ဖြည့်ရှင်းပေးပြီးကုညီပေးဖို့အတွက်တည်ထင်ထားကြတာပါစီရီတို့ Google Assistant တို့မှာလိုက်ချက်ကနေစဉ်ကိုသိကျင်တာလေးကိုရဲ့ပြဿနာတွေကိုဒါရိုက်မေးပြီး AI ကနေပြောကြံကြံနဲ့ပြန်ပြောပေးနေပါပြီအခုဆိုရင် AI ကိုသုံးပြုပြီးတော့စက်ရုပ်တွေမှာဆိုရင်တိကျမှန်ကန်စွာယောဂမြန်ရှာဖို့ပေးတာတွေလှုပ်ဆောင်ပေးနိုင်နေပါပြီမကြတော့တဲ့အချိန်တွေမှာဆိုရင်တော့မောင်းနှုတ်ပါတဲ့ရင်တွေနဲ့ AI ကလိုရာခီကိုအနေကင်းစာနဲ့တွင်းကြဲကြဲပို့ဆောင်ပေးနိုင်တော့နိုင်ပါတော့မယ် AI ကိုသုံးတိုင်သုံးတက်သလိုကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာရမိုက်တယ်တလားဒီညီလေးက तू က YouTuber လား YouTuber လက်ရှိ YouTuber လုပ်နေသလားဒါမှမဟုတ်တော့ video editing ကအင်မတန်ကျွမ်းကျင်တဲ့သဘောဖြစ်ပါတယ်။သူကဒီ screen တွေနဲ့သူ့ရဲ့ပုံတွေနော်သူရိုက်ပြသွားတဲ့အဟာတွေကကျွန်တော်တို့တင်ပြရတဲ့စာလို့ရှင်သူ video editing မှာအင်မတန်ကောင်းတယ်။ကျွန်တော် video တွေ editing အကူအညီလိုလို့ရှင်ဒီညီလေးကိုအကူအညီတောင်းအောင်မဲ့သဘောရှိတယ်။ကျေးဇူးပါပဲ။နောက်တစ်ယောက်ကြည့်အောင် generative AI ဆိုတာ text image audio voice ကိုစားရှိတဲ့ new corners တွေကိုတီထွင်ပန်တင်နိုင်တဲ့ correlation model တွေကိုဆွေးနွေးတာဖြစ်ပါတယ်။ generative ai အောက်မှာ test တွေနဲ့ test sign နဲ့ large အရေးလာမိုက်တယ်။ image တွေနဲ့ test sign နဲ့ large image model နဲ့ martin model တွေဆိုပြီးရှိပါတယ်။ popular gen ai တို့ရဲ့အနေနဲ့ chatgpt, dali, github ကိုပိုင်းတော့စားရှိတာတွေကိုတွေ့နိုင်ပါတယ်။နောက်နောက်တစ်ယောက်ကလည်း youtuber ကျွန်တော်ကျွန်တော်ထဲတော်မှာကောင်းနေပါလားအကုန်လုံးက အရန်တော်တယ်အဲ့ဒါအဲ့ဒါပဲဖြစ်စေချင်တာလေကျွန်တော်ကကျွန်တော်နောက်ကလူတွေကကျွန်တော်တို့ဒီအရှိရလောက်တဲ့လူတွေကိုပိုကောင်းစေချင်တယ်သူ presentation တွေကောင်းတယ်အဲဒီ slide တွေပါတယ်သူလောက်ပြထားတာပေါ့နော်ဒီနေ့ခေတ်ကဘာမှာကျွန်တော် AI နေရာဆိုလို့ရှိရင်ကျွန်တော်နေ့စဉ်လုပ်နေမှုဘဝတုံးနေတဲ့ smartphone နေရာစပြီးတော့မှအာဂတနေပညာအစိုးရကျွန်တော်အဓိကကြားတဲ့ခန်းကဏ္ဍနဲ့ကာတင်ပြီးတော့မှပတ်ဝန်းလို့နေပါတယ်။အဲပြီးပြီဆိုလို့ရှိရင် AI နေရာကျွန်တော် data တွေကိုခွဲခြားစိတ်ပြပြီးတော့မှကျွန်တော်တို့ အလုပ်တွေကိုပုံမပြီးမြောက်အောင်မြန်မြန်ဆန်ဆန်နဲ့ပြီးမြောက်အောင်ကျွန်တော်တို့ဒီဟိုဆုံးမြတ်ချက်တွေပို့ပြီးတော့မှမှန်ကန်အောင်ကုညီပြီးတော့မှစောင့်ရပေးနေတဲ့ tools တွေလည်းဖြစ်ပါတယ် AI is no longer optional. It's a must know skill in nowadays. If you want to grow in business, education, freelancing, or content creation, learning AI is the key. The good news, you don't need to spend money. There are channels in Myanmar that share AI practical knowledge for free step by step. Check out Simon Tudor and Nick Stepdor with Kony. They deliver real AI tutorials, tips, and tools that anyone can apply immediately. If you want to boost your AI skills, oh, skills like and follow these channels now. Start today and take your future to the next level. အသက်လေးကငငယ်လေးပဲရှိသေးတယ်ပြီးတော့ရုပ်ကလည်း cute ဖြစ်တယ်ဆိုတော့သူ့ကြည့်ရတာလည်းပဲနောက်အခု YouTuber တို့မဟုတ် TikTok တို့မဟုတ် influencer တခုခုလုပ်နေတဲ့နေနဲ့ social media ကိုလည်းကျွမ်းကျင်တယ်ဒီလိုမျိုးလူငယ်တွေကိုကျွန်တော်တို့ကအားပေးရမှာဖြစ်ပါတယ်အင်မတန်ကောင်းပါတယ်သူ့ရဲ့ presentation လေးကလည်းကျွန်တော်တို့တက်တော့အများကြီးပါကောင်းပါတယ်စိတ်ဝင်စားဘူး ဒီ generation တွေကဒီ social media နဲ့ကြီးလာတော့သူတို့အတွက်ကအထူးဆန်းမဟုတ်တော့ပါဘူးကျွန်တော်တို့အသက်ကြီးတဲ့လူတွေကမနေ့ဒီ video တွေလုပ်နေရတာသူတို့က second nature အနေနဲ့ပဲသူတို့ကသူတို့တဘာဝကြကြပဲသူတို့ကဒါနဲ့ကြီးလာဆိုတော့အင်မတန်တော်ပါတယ် Thank you for your video. 55မှာ AI ကိုဘယ်လိုလေ့လာမလဲ? Number 1 Python ကိုအရင်လေ့လာပါ. Number 2 Prompt Engineering ကိုလေ့လာပါ. ChatGPT လိုမျိုး AI tools တွေမှာ prompt ကိုဆရာကြကြထုတ်တတ်ဖို့အတွက်လည်း Prompt Engineering ကိုလေ့လာထားသင့်တယ်. Number 3 AI tools တွေကိုစမ်းပြီးတော့သုံးကြည့်ပါ. Canva AI, Notion AI တို့လိုမျိုး AI tools တွေကိုလည်း AI နဲ့ရင်းနှီးအောင်စမ်းပြီးတော့သုံးထားသင့်တယ်.ဒီအပေါ်ကသုံးဖို့ရတာကျွတ်ကျွတ်စွာလေ့လာမယ်ဆိုရင် freelance jobs တွေဖြစ်တဲ့ AI video script writing, prompt writing နဲ့ ချက်ပေါက် developer စတဲ့အလုပ်တွေကိုလည်းလုပ်ကင်ရတာအဆင်ပြေလွယ်ကူနိုင်ပါတယ်ခင်ဗျာရေးလာမိုက်တယ်တဲ့ဒါကဟိုပြောသွားတာလည်းကောင်းတယ်စက္ကန့်30အတွင်းမှာဒီအချက်အလက်တွေကိုလည်းတေချာစနစ်တကျပြောသွားနိုင်တယ်ထီထီမိမိရှိတယ် confident နဲ့အပြည့်ရှိတယ်ဂျေဇုဂျေဇုအများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုပို့ပေးတဲ့အတွက်အင်္ဂလာပါဗျကို AI ကဆိုတော့ခု programming language ကသင်စားမလို့ဘူးဆိုပြီး လူငွေကြောင့်တော့လေကက်ဆာနေအေးစကားကြောင့်ဘာလို့ဆိုဖက်စ်ဘွေးစီကိုဖိဖိတယ်မန်းစကားပါလေပြောဘူးတယ်ပြီးတော့ NBDIA ရဲ့ဖောင်ဒါဖိတဲ့စီကိုလေဖိတဲ့အဂျန်ဆန်ဟောင်းလေပြောဘူးတယ်ဘာလို့ဆို AI ကကြတော့ကိုဒီကြောင့်အများစုကအစားထွက်လာလိမ့်မယ်ဆိုပြီးသူ conference ကမှာပြောဘူးတယ်အော်ဒီကြီးလေးကတော့ ပြောတော့အတန်နဲ့တိုးတာလွဲလို့အဲဗီဒီယိုကွာလီတီတိတ်မကောင်းဘောနော်ဒါပေမဲ့သူကဒီ programming ကိုသင်ဖို့လိုလားမလိုလားဒီ AI ခေတ်မှာအဲ့ဒါကို Mark Zuckerberg တို့ Jensen Huang Nvidia CEO တို့ရဲ့ပြောတာချက်အရာကိုကာကြီးပြောသွားပါတယ်ကျေးဇူးအများကြီးတင်ရှိပါတယ် Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာကိုကျွန်တော်တို့မဖြစ်မနေလေ့လာသင်ပါတယ်ဘာလို့လဲဆိုတော့ NATO banana ကိုပဲကြည့် NATO banana ဆိုရင်ခုတက်ပုံထောက်တာရမ်းကြမ်းနေပြီလာမယ့်အနာဂတ်မှာ ဒီဇိုင်းဒက်ဒီဇိုင်နာတွေပါအလုပ်ပြုံးမဲ့အစီအစဉ်ရှိပါတယ်။ Simon Tuta Channel မှာဆိုရင်လည်းသူပြောပြထားတယ်အဲဆရာဝန်က AI ကိုအသုံးပြုပြီးတော့အဲစာဖွေတဲ့နေရာမှာအလုံးကိုအရန်ကိုမြန်ဆန်လာလိုက်မယ်ပြီးလို့ရှိရင်အဲကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာလည်း AI ကိုအသုံးပြုပြီးတော့အထောက်အကူတွေဖြစ်လာမယ်ပြီးလို့ရှိရင်အနာဂတ်မှာမောင်းသူမဲ့ရင်တွေမှာစတင်အသုံးပြုလာနိုင်မယ်အဲဒါကြောင့် AI ကိုမဖြစ်မနေလေ့လာသင့်ပါတယ် အဲ့ဒီညီလေးကလည်း AI ကိုဘလို့လေ့လာတင်တယ်မဖြစ်မနေလေ့လာတင်တယ်ဆိုပြီးတော့စက္ကန့်30အတွင်းပြောသွားတာကောင်းပါတယ်။သူကလည်းစာတန်းလေးပါထိုးပြီးတော့မှဒီ edit တင်နေလို့လောက်တက်တဲ့ညီလေးဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ရှိပါတယ်။ကျွန်တော်ဗီဒီယိုပို့ပေးတဲ့အတွက်ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာ AI နည်းပညာနဲ့ပတ်သက်ပြီးတစ်နေ့တစ်တနေ့ထိတွေ့မှုတွေကပိုပြီးတော့များလာပါ။ AI နည်းပညာဆိုတာကလည်း AI နည်းပညာကိုဘယ်လိုအသုံးချလို့ရလဲ။ English လို့မကျွမ်းရင်ရော AI နည်းပညာကို လေးလာလို့ရနိုင်လားဒီတတိယမေးခွန်းနဲ့ပတ်သက်ပြီးတော့ YouTube channel လေးတစ်ခုနဲ့မိတ်ဆက်ပေးပါ Simon Tutor လို့ခေါ်တဲ့ YouTube channel လေးပဲဖြစ်ပါတယ်အဲ့ဒီ YouTube channel လေးထဲမှာလက်ရှိ ID free ထဲမှာအလုပ်လုပ်နေတဲ့မြန်မာလူမျိုးတစ်ယောက်ကမြန်မာလူရှင်းလင်းတင်ပြပေးတာကိုတွေ့ရမှာပါ။တွားရောက်လေးလာကြည့်ရှုဖို့အတွက်တိုက်တွန်းလိုပါတယ်။အရင်ကောင်းပါတယ်ကျွန်တော်ကျေးဇူး ယေຊုအများကြီးတင်ပါတယ်ဒီညီလေးကသူကစကားပြောတာရိုက်ထားတဲ့ပုံစံတွေကလည်းသူကတရုတ်ဆောင်လူတော်လုံးလို့ရသလားမသိဘူးနော် That's what I'm talking about ဒီ video ကိုလုတ်တဲ့အခါမှာသူကတဘာဝကြကြနဲ့သူကခက်ခက်ခဲခဲမရှိဘဲနဲ့သူကလုတ်ပြသွားတယ်ပြီးတော့အချက်ကလေးတွေကလည်းသူပြောပြီးတော့မှဒီအချက်ကိုသူကသူ့ရဲ့ thesis statement ကိုသူကအထောက်ထားနဲ့သူက backup လုပ်သွားတယ်ပြီးတဲ့အခါမှာကျွန်တော် channel ကိုလည်းသူက promote လုပ်သွားတယ် Thank you so much for your video AI ကိုဘယ်လိုလေ့လာမလဲ AI လေ့လာဖို့ဆိုရင် programming နည်းနည်းတက်ထားဖို့လိုပါတယ် ဒါကြောင့်မလို့နံပါတ်1 Python programming ကိုလေ့လာရပါမယ်။ဒီမှာလေ့လာရမလို့ဆိုရင် Simon Tutorial YouTube channel မှာသွားပြီးလေ့လာလို့ရပါတယ်။နံပါတ်1 Prompt Engineering ကိုလေ့လာရပါမယ်။ Prompt Engineering ကောင်းကောင်းတက်ထားတယ်ဆိုရင် AI model တွေကိုထိထိရောက်ရောက်အသုံးချနိုင်မှာဖြစ်ပါတယ်။နံပါတ်3 AI tool တွေကိုစမ်းပြီးသုံးကြည့်ရပါမယ်။ AI တွေကလူတွေကိုအစားထိုးတော်မှာမဟုတ်ဘဲနဲ့ AI လေ့လာတဲ့သူတွေကမလေ့လာတဲ့သူတွေကိုအစားထိုးတော်မှာဖြစ်ရတဲ့ကြောင့်မလို့ယနေ့ပဲ AI ကိုစပြီးလေ့လာလိုက်ကြရအောင်ဟာမိုက်တယ်ဒီညီလေးကလည်း तू က तू तू လော်လော့ဆယ်ပါ YouTuber ပဲပါ chapter အဲ YouTuber ပုံစံဖြစ်နေတယ်เนาะသူလည်းလက်ရှိ YouTube YouTube လုပ်နေတယ်ထင်တယ်အာသူပြောသွားတာလည်းအချက်ကြကြနဲ့ကောင်းပါတယ်သူမှာ background တွေပါနေတယ်သူကစနစ်တကျ editing လည်းကောင်းတဲ့ညီလေးဖြစ်ပါတယ်ကျေးဇူးအထူးတင်ရှိပါတယ် Artificial intelligence AI must be learned and used continuously so that if we're not legacy today I have learned two video you from your picture. Thompson, great. Uh, I will be learn next time. Thank you very much. The Emma la, Emma la, tiểu này thì AI là nó ကိုလေ့လာသိတဲ့အကြောင်းပေါ့နော်ဒါပေမဲ့ အသားနည်းနည်းတိုးနေတာရယ်နောက်ပြီးတော့မှသူစကားပြောနည်းနည်းနေပြီးတော့မှစဉ်းစားပြီးပြောနေတဲ့ပုံစံကိုတွေ့ရတယ်နောက်တစ်ခေါက်ဒီတဲ့ကောင်းအောင်လုပ်ပြီးပါနော် thank you AI ရဲ့အကြောင်းနဲ့ AI ရဲ့သုံးဝင်ပုံကိုကျွန်တော်စက္ကန့်30နဲ့ရှင်းပြပေးပါမယ်ကျွန်တော် AI ရောက်မပြောပြခင် AI ဆိုတာဘာလဲ brother ကိုရင်တိထားပါမယ် AI ဆိုဘာလဲဆိုတော့သူကတင်ယူနိုင်စွမ်း Bitcoin နိုင်စွမ်းပြဿနာဖြေရှင်းနိုင်စွမ်းမျိုးသူက7ရာနေတူပါလုံးဆောင်နိုင်အောင်ဖန်တီးထားတဲ့ဤပညာဖြစ်ပါတယ် AI အကြောင်းရှင်းပြပြီဆို AI ကိုဘယ်နေရာမှာသုံးချက်လေးကျွန်တော်ပြောပြပါမယ်။နောက် AI ကိုတော့ကိုယ့်နဲ့ creator ကိုယ့်နဲ့ script ရေးနေမှာသုံးတယ်၊ဆရာဝန်နေစီးချက်လက်တွေစုဆောင်နေနေရာမှာသုံးတယ်။ဘာသာကားလေ့လာရတဲ့သူတွေကကိုယ့်တိကျတဲ့စလုံးရဲ့အတိတ်ပဲကိုလေ့လာနေနေရာမှာသုံးပါတယ်ညာ။အော်ဒီညီလေးကလည်းသင်ပြတော့တာအရင်ကောင်းပါတယ်ဒါပေမဲ့ तू ကအဲစကားပြောတဲ့နေရာမှာ तू ကစဉ်းစားပြီးပြောနေတဲ့ပုံစံပေါက်တယ်ပြီးတဲ့အခါက तू က မလို့အပ်ပဲနဲ့ background music တွေကပေါ်လာတာဖြစ်တယ်အဲ့ဒါနေနည်းနည်းတတိထားဖို့ပါပဲ okay နည်းနည်းစူးစမ်းပြီးတော့တင်ပြသွားတာအင်မတန်ကိုချီးကျူးဖို့ကောင်းပါတယ်ကဲနောက်တစ်ယောက်ကြည့်ရအောင် AI ဆိုတာသူတွေရဲ့ဉာဏ်ကိုအတူယူပြီးတော့စက်တွေကိုထပ်တူလှုပ်ဆောင်နိုင်အောင် ဖန်တီးထားတဲ့နည်းပညာပါအဲ AI တွေကအကြောင်းအရာတွေကိုသိယူနိုင်တယ်ဆုံးဖြတ်နိုင်တယ် အနောက်အတွက်လည်းအများကြီးပဲဒီတိုးတက်လာနေရေပေါ့နော်အဲဒီနေ့ခေတ်မှာကျွန်တော် AI ကိုမိတ်ဆက်လိုက်တယ်ဆိုတာဒီပညာတစ်ခုတွေမကပဲနဲ့အဲလူကြီးဘဝကိုအများကြီးပြောင်းလဲမှုဖြစ်စေရေပေါ့နော်ဒါကြောင့်မို့လို့ခေလာပါနားလဲပါ AI နဲ့တူကျွန်တော်တို့အနာဂတ်ကိုလူတော်ကတိဆောက်ကြမယ်အဲဒီနေ့လေးကလည်း AI ကိုအချုံအချင်းချုံပြီးပြောသွားတယ်ကောင်းပါတယ် तू က AI ကိုလေ့လာပါနားလဲပါ AI နဲ့အတူအဲ तू ကအရှိအနာဂတ်ကိုလမ်းလျှောက်ကြမယ်ဘာညာဆိုတာပြောသွားတာ အင်မတန်ကောင်းပါတယ်ဒါပေမဲ့ तू ကဟိုနည်းနည်းစာဖတ်နေတယ်လို့ပုံစံနည်းနည်းတော့ပောက်တာပေါ့နော်ဒါအရူအစဆုံးဗီဒီယိုအခုမှလောက်တဲ့နဲ့တူပါတယ်ဒါပေမဲ့ဒီဗီဒီယိုစူးစမ်းပြီးတော့တင်ပြသွားတဲ့အတွက်ကြောင့်အင်မတန်ကျေးဇူးတင်ပါတယ်လို့ Hello my name is Tolwe and today i'm going to explain one video from Simon Tudat about 30 seconds Uh, with the topics of how to start learning AI in 2025. Uh, most Google jobs are looking for people who have AI experience. Maybe five years later, employer will need people who can use AI well, and somehow employee will attempt using AI in the future. So, how can we start learning AI from now on, programming is skill is needed when learning AI. 1. Start learning Python. 2. Understand prompt engineering. 3. trying to use AI tool. That's all for my video. I hope you like it. Thank you for watching and giving time. 哎，你你那个英语都啥标嘞？你们讲嘛嘞？<laughs> ဒါပေမဲ့ तू ကဒီဗီဒီယို30စက္ကန့်မှာလေကျွန်တော်အကြံပေးချင်တာ तू ဒီဗီဒီယိုကကျွန်တော်တို့ဆိုင်းမင်တူတာအကြောင်းကိုဗီဒီယို30စက္ကန့်ပြောပါမယ် तू intro လောက်တာနဲ့ तू က10စက္ကန့်လောက်ကုန်သွားပြီဆိုတော့ကျွန်တော်တို့ဒါမျိုးတွေပြောစရာမရှိဘူး तू က catch phrase ကို तू ကအဓိက point ကို तू ကအမြဲတမ်းအတီအထူးတပြည့်ဗီဒီယိုအတူလေးတွေဆိုရင်သူကခက်မြန်မြန်ပြောရမှာเนาะစကားပြောရတဲ့နေနေတယ်ထင်တယ်။ Thank you for your video. ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့လက်ခံရင်းသည်ဖြစ်စီလက်မခံရင်းသည်ဖြစ်စီ artificial intelligence လို့ခေါ်တဲ့ AI ဟာကျွန်တော်တို့လေ့စင်မှုဘောက်တဖြည်းဖြည်းနဲ့လွှမ်းမိုးလာနေပါတယ်ကျွန်တော်တို့ဟာဓာတ်ပုံအဟောင်းတွေကိုပြန်ကြည့်ရင်ကိုယ်နဲ့ရင်းနှီးတဲ့လူတွေကိုအလွယ်တကူမှတ်မိနိုင်တယ်လို့ပဲ AI ဟာလည်းဓာတ်ပုံတွေကိုကြည့်လိုက်တာနဲ့လူတွေအုပ်တွေရောက်ချင်းစီကိုအလွယ်တကူမှတ်မိနေနိုင်ခဲ့ပါတယ်ဖုန်းတွေမှာဆိုရင်လည်း Apple မှာဆိုရင် Siri Android မှာဆိုရင် Alexa တွေဟာကျွန်တော်တို့လေ့စင်မှုဘောက်ရဲ့ assistant တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်ကျွန်တော်နားလည်သလောက်ပြောရမယ်ဆိုရင်တော့ AI ဟာကွန်ပျူတာကိုအုံနောက်ထည့်ပေးလိုက်ခြင်းပါပဲ။ နာဂတ်မှာလည်းမောင်းသူမဲ့ AI ကားတွေပါထွက်ပေါ်လာနိုင်ပြီးတော့ပုံမကောင်းမှုနဲ့လူသားအဖွဲ့အစည်းဖြစ်လာလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်။အော်ဒီဒီညီလေးကလည်းအင်မတန်ကိုကောင်းပါတယ်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှသူကလုံရင်းသွင်းစက္ကန့်30အတွင်းမှာအချင်းချင်းပြောပြောသွားတာဖြစ်ပါတယ်။ကျွန်တော်နားလည်သလောက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုးစားပြီးလုပ်သွားတဲ့အကြောင်းမလို့အတန်နေပါလေကြည်လင်ပါတယ်ပြောတာလည်း confidence ရှိပါတယ်။နောက်ဗီဒီယိုတစ်ခုကြည့်ရအောင်။အင်းဆိုတာ data တွေကနေတစ်စင်ဒေမှုတွေလုံဆောင်ပြီးတော့လူသားတွေစဉ်းစားတွေးခေါ်သလိုစဉ်းစားနိုင်တဲ့ artificial intelligence ဉာဏ်ရည်ဤပညာဖြစ်တယ်။ AI ကအနာဂတ်မှာလူသားတွေအစားထိုးသွားနိုင်သွားစားထိုးသွားနိုင်လားဆိုရင်တော့ဒီ repetitive job တွေဆိုရင်တော့လူလည်းကူလူရဲလုပ်လို့ရရဆိုရင်စားထိုးသွားနိုင်တယ်။ဒီ AI tool တွေကိုသုံးတဲ့သူတွေကကြတော့ AI tool တွေကိုသုံးတဲ့ developer တွေကကြတော့ဒီသူတို့ရဲ့အလုပ်တွေကပိုပြီးတော့မြန်သွားလိမ့်မယ်ပေါ့။ ဒီညီလေးကလည်း AI ကိုသူကအတင်းချုံပြီးတော့ပြောသွားတာဖြစ်ပါတယ်။ဒါနဲ့သူကနည်းနည်းမှုနည်းနည်းထည့်ရမယ်ပြီးတော့အဲစကားပြောရနည်းနည်း confidence ရှိရမှာပေါ့ယုံကြည်မှုရှိရမှာ။ဒါပေမဲ့သူစူးစမ်းပြီးတင်ပြသွားတာအင်မတန်ကောင်းပါတယ်။အခြေခံအဖြစ်တော့ AI ဆိုတာဒီကွန်ပျူတာကိုအုံနောက်အတိညာန်ထည့်ပေးလိုက်သလိုဖြစ်ပါတယ်။ဒီစက်ပစ္စည်းတွေကို အတွေ့အကြုံတွေ experience တွေအဲဒီ knowledge တွေကနေပြီးတော့သင်ယူစေခြင်းအဖြစ်ဒီလူသားတွေရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေမှာ ပုံမိုးအဆင်ပြေချောမွေအဲလာအောင်အထောက်အကူပြုစေဖို့အတွက်အဲပြုလုပ်ထားတာဖြစ်ပါတယ်ဒီဥပမာအနေနဲ့ဆိုလို့ရှိရင်ဒီ Netflix video suggestion အဲပြုလို့ရှိရင် recipe suggestion တွေမှာအသုံးပြုထားတာဖြစ်ပါတယ်ဒီငွေလေးကလည်းခုနကပြောတဲ့ AI ကိုကျွန်တော်ဗီဒီယိုတွေကိုအချင်းချင်းပြောတဲ့ instruction တိုင်းသူလိုက်နာပြီးတော့သူဗီဒီယိုကိုစ조사ပြီးလုပ်ပါတယ်သူပြောတာလည်းအတန်ကြီးကြီးလင်းပြတ်သားပြီးတော့မှကောင်းအောင်မှန်ရှိပါတယ်ခြေစူးအများကြီးတင်ရှိပါတယ် ျွန်တော်ဗီဒီယိုတင်ပေးတဲ့အတွက် AI နဲ့ပတ်သက်လို့သိထားတဲ့ဟောရတာ၃ခု AI chance AI chance နေဆိုတာကတင်ပေးတဲ့မေးခွန်းတွေကို keep အောင်တက်တာမဟုတ်ပဲတင့်တယ်ဘာတွေလုပ်ရမလဲဆိုတာစီတင်ပေးတာ data တွေရှာဖွေပေးရတယ်အလုပ်တွေပြီးမြောက်အောင်ဒီပါလှုပ်ဆောင်ပေးနိုင်ပါလေ IG AI ကိုရလက်တွေပုံမှန်ကန်ပြီးတရင်ဆက်လက်တွေဒါ up to date finality ကို IG ကအမှန်မှန်ကန်ကန်ရှာဖွေပေးနိုင်အောင်ကူညီပေးပါတယ် data database ဘန်နာဒီဒါဘေးစီက AI ကိုချက်လက်စင်လူယူမရင်လားလေတဲ့အောင်စကလုံးတွေကိုကိငနဲ့နေကျဲသွင်းဆွဲပြထားပါရဲ့အတိအကျပုံပြီးတည်ကျန်နေဆိုရင်ကွန်မန်မာရေးတော့ပြထားပါအောင်ပုံလိချပြအတွက်ကျေးဇူးတင်ပါတယ်ဖင်ကြီးလေးကအင်မတန်ဟိုသူကလက်ရှိ YouTube လုပ်နေသလားဒါမှမဟုတ်ရှင် editing video editing မှာအင်မတန်ထူးကျော်ပါတယ်ဒီပုံတွေ slide တွေလောက်သွားတာကျွန်တော်တဲ့အများကြီးတတ်တတ်ရရနဲ့စွဲဆောင်မှုရှိပါတယ်ပြောသွားရလဲကောင်းပါအဲဒါကြောင့်ကျွန်တော် ဗီဒီယိုတွေအက်ဒစ်သိမ်းအကူကြီးလိုလို့ချင်းသူ့ကိုမှတ်ထားရမယ်ဒီကြီးလေးကိုအကူကြီးတောင်းရမယ်ပေါ့နော်ယေຊုအများကြီးတင်ပါတယ်ဒီတော့ဒီလိုလက်စွမ်းပြရသွားတဲ့အတွက်ကြောင့် next နထုံဆန်ကခုနီမအေအင်ကကျွန်တော်တို့အပေါ်မှာအရေးပါလာတဲ့နေရာရောက်လာတဲ့အတွက်ဒီအင်ကကျွန်တော်တို့ research တွေမှာကိုကြီးပေးနိုင်တဲ့ social media optimization လိုနေမျိုးမှာကိုကြီးပေးနိုင်ဆိုတော့ကျွန်တော်တို့က python pro engineering canva ai Notion AI နဲ့ Sora AI တို့ကျွန်တော်တို့ common ဆိုတတ်မြောက်အောင်လေ့လာထားရမယ်။အဲ့လိုအရာတွေလေ့လာလေ့လာထားဆိုကျွန်တော်တို့ freelancer အနေနဲ့ proof writing AI video script writing နဲ့ headshot post developer တို့ကျွန်တော်တို့အဲ့လိုအလုပ်ခွင့်လမ်းတွေရရှိနိုင်ပါတယ်။ဆိုဒီညီလေးကလည်းခုနပြောတဲ့ကျွန်တော်ရဲ့ AI ဗီဒီယိုအချင်းချုပ်ပြီးတော့စူးစမ်းပြီးတော့တင်ပြပါရတယ်။အဲသူစကားပြောတာနည်းနည်းတိုးနေတယ်လေ။တိုးနေတယ်လို့ခံစားရတယ်။ပြီးတော့နောက် confident နဲ့နဲ့နည်းနေတယ်မုနည်းနဲ့ထည့်ပြီးတော့မှကျွန်တော်တို့ဟိုရုံရုံကြီးကြီးနဲ့ပေါ့နော်အေးစစ်စစ်အာတက်တောင့်တက်တာပြောရင်တော့ရပါတယ်အတန်နဲ့နဲ့ကျဲပြီးတော့လीစူးစမ်းပြီးတော့တင်ပြတာတွေ့ရပါတယ်အင်မတန်ဝမ်းသာပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်ပေါ့နော် software engineer တောင်ဖြစ်ဖို့အတွက်လိုတဲ့အချက်၃ချက်ကိုပြောပြပေးသားပါမယ်ပထမဆုံးချက်ကတော့ university college တွေမှာ computer science နဲ့ပတ်သက်တဲ့ဘွဲ့တွေယူပြီးတော့ စော်ရဲနေတာဖြစ်နေပါတယ်အဲ့ဒါကတော့အချင်းလေးနဲ့တော့ပေးရပြီးတော့ငွေကုန်ကြီးကြရှိပါတယ်နံပါတ်2ချက်ကတော့ coating boost cap ဖြစ်ပါတယ်အဲ့ဒါကတော့3လလအတွက်တက်ရပြီးတော့အဲတရက်ကို7နာရီဒီဘက်ကို9ရက်6လောက်တက်ရပါတယ်ဒါတွေကတော့ html css javascript တွေကိုသင်ပေးပါတယ်တတိယချက်ကတော့ဒီ set style လို့တာဖြစ်ပါတယ် set style app တွေ website တွေ project တွေလို့တာပါဒါကို Simon Tutta YouTube channel မှာလည်းလေ့လာနိုင်ပါတယ် အော်ဒီညီလေးကတော့ခုနပြောသလိုပဲ AI အကြောင်းမပြောရင်တော့ကျွန်တော်ဗီဒီယိုတည်း software engineer အကြောင်းပြောနေနေတူပါတယ်နော်အာ तू ကနည်းနည်း law နေသလိုခံစားရပါတယ်ပြီးတော့ तू ကអော်ပြီးတော့ပြောနေရယ်ဆိုတော့အဲ့ဒါကြီးអော်ပြီးပြောစရာတော့မလိုဘူးပေါ့နော်ဒါပေမဲ့ तू စူးစမ်းပြီးတင်ပြတာကအင်မတန်ကောင်းပါတယ် thank you for your video ကျေးဇူးအများကြီးတင်ရှိပါတယ်ပေါ့နော်ကျွန်တော်လက်ရှိတင်ပြထားတဲ့ဗီဒီယိုတွေတော့ကျွန်တော်ကြည့်ရှုပြီးွားပြီအဲဒီမှာတခုပြောချင်တာကတော့ဗီဒီယိုတွေတချို့ဗီဒီယိုတွေကတော့ တင်လာတဲ့ email ပို့တာအခက်အခဲရှိသလားဒါမှမဟုတ်ချို့က email ဟာရောက်လာတယ်ဒါပေမဲ့အတန်တည်းပေါ်မလာဘူးဖြစ်တယ်ချို့ကြတော့လည်းသူ့ရဲ့ link ကိုကျွန်တော်သွားလုပ်လို့မရဘူးအကြောင်းမျိုးမျိုးကြောင့်မတင်ဖြစ်တဲ့ video တွေနှစ်ပုတ်သုံးပုတ်လောက်ရှိပါတယ်အဲ့ဒါလွယ်လို့ချင်းအကုန်လုံးအချိန်မီတင်ညာတင်ပြလာတဲ့ဒီဗီဒီယိုတွေကိုကျွန်တော်အားလုံးပြပြပါပါကျွန်တော်ကြည့်ရှုရတဲ့ဒါဖြစ်ပါတယ်။ကဲအခုချိန်ကစပြီးတော့ကျွန်တော်တို့ဗီဒီယို၃ခုကိုကျွန်တော်တို့ရွေးရတော့မယ်။ အကောင်ဆုံး၃ခုကိုကျွန်တော်ရွေးရွေးရမယ်အချိန်ရောက်လာပါပြီဒီမှာတစ်ခုကြိုပြောချင်တာကတော့မိမိဗီဒီယိုကိုအရွေးခံရသည့်ဖြစ်စေအရွေးမခံရဘူးဖြစ်စေစိတ်စိတ်ပြည့်စရာမလိုပါဘူးဒါကျွန်တော်ပြိုင်ပွဲလည်းမဟုတ်ပါဘူးခက်တာကျွန်တော်၃ယောက်ပဲရွေးရမယ်ဆိုတော့ကျွန်တော်ရွေးရခြင်းဖြစ်ပါတယ်အမှန်ဆိုရင်မရွေးချင်ပါဘူးအားလုံးကိုကျွန်တော်လက်ဆောင်ပေးချင်ပါတယ် Winners video ၃ခုကဘယ်ဟာဗီဒီယိုဘယ်ဗီဒီယိုဖြစ်မလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင် Drum rolls please ကဲနံပါတ်1ကျွန်တော်ရွေးတာကတော့ ကျွန်တော်တို့ရဲ့နေ့စဉ်ပေါ်မှာ AI နည်းပညာနဲ့ပတ်သက်ပြီးတစ်နေ့တစ်နေ့ညီလေးဖြစ်ပါတယ်ပို့ပြီးတော့များလာပါ AI နည်းပညာပထမဒုတိယတတိယဆိုပြီးတော့ရွေးတာတော့မဟုတ်ပါဘူးဒါအားလုံးတရားနေ၃ရောက်ကိုပဲရွေးရမယ်ဆိုလို့ပါနောက်တစ်ယောက်ကတော့ AI practical knowledge for free step by step check out Simon Tudor and Nestep Dio with Kone they deliver real AI tutorials tips and tools that anyone can apply immediately Thank you ပါဒီညီမလေးကလည်းအင်မတန်ကောင်းပါတယ်အင်္ဂလိပ်လိုပြောသွားတာသင်ပြချက်ကလည်းအင်မတန်ကောင်းပါတယ် You are the winner 55မှာ AI ကိုဘယ်လိုလေ့လာမလဲ Number 1 Python ကိုအရင်လေ့လာပါ Number 2 Prompt Engineering ကိုလေ့လာပါ ChatGPT လိုမျိုး AI tools တွေမှာ Prompt ကိုဆရာကြကြထုတ်တတ်ဖို့အတွက်လည်း Prompt Engineering ကိုလေ့လာထားသင့်တယ်ဒီတစ်ယောက်လည်း winner ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ winner 3ယောက်ရွေးပြီးပါပြီကျွန်တော် email ပို့ပါမယ် email ပို့တဲ့အခါမှာကျွန်တော် email ကိုပြန်တဲ့အခါမှာမိမိရဲ့ KP account နဲ့ ပြန်လိုက်ပါပြန်လိုက်ပြီးကျွန်တော်တို့ကြက်ငွေတစ်သိန်းစီပို့ပေးပါမယ်လို့ပဲတည်င်းကောင်းပါလိုက်ရပါတယ်အားလုံးစိတ်ချမ်းသာကုကြမ်းမာနဲ့အောင်မြင်မှုတွေများစွာရရှိနိုင်ပါစေ see you next time